မြမစာပေပရိသတ်ကြီးမင်္ဂလာပါခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ဒူးထောက်နေတဲ့မိခင်လို့အဓိပ္ပာယ်ရပါတယ်ဂျပန်နိုင်ငံမှာကြီးမားတဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေများပြားခဲ့ပြီးတော့အိုးအိမ်စီးစိမ်တွေရုတ်ချီးဆုံးရှုံးပျောက်ကွယ်သွားရသူတွေလည်းမရေတွက်နိုင်အောင်ရှိလာခဲ့ပါတယ်ဘလို့ပဲ မလွန်ဆန်နိုင်တဲ့သဘာဝတရားလို့ဆိုဆိုစက္ကန့်ပိုင်းအတွင်းမှာပဲအတော်ဝန်နဲ့ကြည်ခွဲเสียရဖြစ်ရမျိုးစုံကို တထိုင်နဲ့နဲ့နဖူးတွေ့တူတွေ့ကြုံတွေ့လိုက်ရတာဟာဂျပန်လူမျိုးများအတွက် ခံပြင်းဒေါသထွက်ခဲ့ရသလိုမခံကြီးမခံသာ ရေရွတ်ယုံကလွဲပြီးလဲဘာမှမတက်နိုင်ရှာခဲ့ကြပါဘူးငလင်လှုပ်ခတ်ပြီးတဲ့နောက်ဂျပန်ရဲ့ငလင်တန်းခံရတဲ့သူမှန်သမျှကိုအချိန်မီကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာလှည့်မြန်စွာနဲ့ရောက်ရှိလာပြီးကယ်ဆယ်ရေးအစီအစဉ်ကိုစတင်ခဲ့ပါတော့တယ်။ငလင်တန်ခံရသူတွေကို အသေးစိတ်ရှာဖွေကယ်ဆယ်နေစင်မှာပဲအဆောက်အဦအတွင်းတွေကအုပ်အပိုင်းစာတွေကြားထဲမှာပိတ်မိပြီးအကျိုးအပဲ့တွေကြားထဲကအမျိုးသမီးတဦးကို အုပ်အက်ကြောင်းရအကြီးကြီးကနေမြင်တွေ့လိုက်ရပါတယ်။သူတို့ကအဲ့ဒီအမျိုးသမီးကို တွေ့တွေ့ချင်းမှာပဲအတော်လေးကို အံ့အားသင့်နေကြတာပါအမျိုးသမီးရဲ့ပုံစံက ပုံမှန်သူတို့မြင်တွေ့နေကြအနေထားနဲ့မတူပဲဒူးထောက်ပြီးကွေးကွေးလေးဖြစ်နေတဲ့အနေထားနဲ့မြင်တွေ့ရတာကြောင့်ပါကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ကချက်ချင်းပဲအမျိုးသမီးအသက်ရှင်သေးရလားစစ်ဆေးဖို့အတွက်အုပ်ရဲ့အကြောင်းအရာအတိုင်းလက်ထည့်ပြီးတော့အမျိုးသမီးကိုစမ်းသပ်ကြည့်ခဲ့ပါတယ် ဝမ်းနည်းစွာနဲ့ပဲအိဆက်တောင်တင်းတဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကသူမတည်ဆုံးနေတာကြာပြီဖြစ်တဲ့အကြောင်းအတည်ပြုပေးခဲ့ပါတယ်။အဲဒီချိန်မှာကယ်ဆယ်ရေးဖွဲ့ဝင်တွေကစိတ်မကောင်းစွာနဲ့ပဲတည်ဆုံးနေတဲ့အမျိုးသမီးရှိရာအစာအုပ်ကိုခြံထားခဲ့ပြီးနောက်တနေရာကိုကယ်ဆယ်ဖို့ဆက်လက်ထွက်ခွာသွားခဲ့ကြပါတယ်။ခဏနေက အမျိုးသမီးတက်ရှင်မရှင်စမ်းသက်ခဲ့တဲ့အဖွဲ့ခေါင်းဆောင်ကအမျိုးသမီးရဲ့ထူးခြားနေတဲ့အနေအထားကိုတွေးမိနေခဲ့ပါတယ်။ရုတ်တရက်အဖွဲ့ခေါင်းဆောင်ရဲ့ခေါင်းထဲကို အတွေးတစ်ခုဝင်လာခဲ့ပါတယ်။သူမရဲ့ပုံစံအနေအထားကတံပိုးကြီးရာတစ်ခုကို ကာထားတဲ့ပုံစံမျိုးနဲ့တိတ်မတူနေဘူးလား။အဲ့ဒီတံပိုးကြီးတဲ့အရာကတက်ရှိဖြစ်နေခဲ့ရင်ကဲဇေးရေးဖွဲ့တွေကအသက်ရှင်နေသေးတဲ့သူတွေကို ဆက်လက်ရှာဖွေနေတဲ့အချိန်ခေါင်းဆောင်ကတော့တေးဆုံးနေတဲ့အမျိုးသမီးတန်ပြန်သွားခဲ့ပါတယ်ခေါင်းဆောင်က အကြောင်းအရာဖြစ်နေတဲ့အုတ်နယ်ရန်ကြီးကိုပိုကြီးသွားစေဖို့အုတ်တွေကိုထပ်မပြူအောင်ဖြည်းဖြည်းညင်သာဖဲထုတ်ပြီးအမျိုးသမီးကိုတေချာမြင်နိုင်တဲ့အနေထားလောက်ရောက်တော့မှ သူ့ရဲ့ခေါင်းကိုဝင်ပြီး အမျိုးသမီးကိုအနိကတ်ကြည်ကြည်ခဲ့ပါတယ်အဲ့ဒီမှာပဲမတင်ကားဆရာတခုကိုတွေ့လိုက်ရတဲ့အတွက် အမျိုးသမီးကိုနေရာနှဲငယ်ရွှေ့ပြီးကြည်လန့်မိတဲ့အခါမှာတော့သူမရဲ့အောက်မှာဆောင်နဲ့ထုတ်ပိုးထားတဲ့ကလေးငယ်တူကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကလေးကတော့သုံးလသားအရွယ်သားရှိသေးပေမဲ့ပုံပါပဲ။ပြိုကျနေတဲ့အချိန်မှာကလေးလေးရဲ့မိခင်ဟာ သူမရဲ့အသက်ကိုပဒါနမထားပဲကလေးကိုထိခိုက်မှုလုံးဝမရှိအောင်သူမကိုယ်နဲ့အုံမိုးပြီးအတက်နိုင်ဆုံးကာကွယ်ပေးသွားတယ်ဆိုတာ တက်အပ်တည်ကြတယ်လို့မှန်းဆလိုက်မိပါတယ်။အဲဒါကြောင့်သူမရဲ့ပုံစံအနေထားကထူးခြားပြီးတော့ဒူးထောင်နေတဲ့ပုံစံဖြစ်နေတာပါ။အဖွဲကောင်းဆောင်လဲရင်နှင်းစွာနဲ့ကလေးကိုလှင်မြန်စွာကဲဆယ်ပြီးတိကြိုက်တန်ရာရတဲ့သူတွေကိုစေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ကဲဆယ်ရေးပြီးပြီးချင်းညနေခင်းမှာတော့ဆရာဝန်ကကလေးကိုစစ်ဆေးမဲ့အချိန် ဒီအဖြစ်အပျက်ကိုတည်တဲ့အဖွဲ့သားတွေအားလုံးကစိုးရိမ်ကြီးနဲ့တိတ်ဆိတ်စွာရှိနေကြကြပါတယ်။ဆရာဝန်ကစစ်ဆေးမှုကလေးရဲ့ဆောင်ကိုဖြေလိုက်တဲ့အခါမှာတော့မမျော်လင့်ထားတဲ့စာလေးတစ်စောင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။မတမယက်နဲ့အနှဲငယ်ကြည်မွားနေတဲ့စာကိုဖြေဖတ်ကြည့်လိုက်တော့တွေ့လိုက်ရတာကကလေးရင်အသက်ရှင်နိုင်မယ်ဆိုရင် ဒါကိုတော့တေချာပေါင်းသိစေချင်ပါတယ်မိမိကမင်းကိုအဆုံးထိမမေ့မလျော့အရန်ချစ်ပါတယ်တဲ့နေရာမှာရှိနေတဲ့လူ အလုံးဟာစာတွေကအကြောင်းအရာကိုကြားလိုက်တဲ့အခါစိုးနှင်စွာဝမ်းနည်းသွားပြီမဲ့တစ်ချိန်ကကလေးရဲ့မိခင်ပေါ်လေးစားချစ်ခင်စိတ်အပြေးဝချီးနှင်းဝင်ရောက်လာခဲ့ပါတော့တယ်ဒါကြောင့်မြမစာပေစာချစ်သူတို့ကိုလည်းကိုဘွားမှာ အရာရာဆွန့်လွတ်နှိမ့်နာခံပြီးနားလေတီးခန့်ပေးကမေတ္တာစိတ်အမှန်နဲ့ချစ်မြတ်နိုးပေးတတ်တဲ့အမေကို အသက်ရှင်နေစဉ်အတွင်းမှာတေချာယူဆိုင်နှွေးထွေးပေးကြပါလို့တိုက်တွန်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တံပိုးကြီးပြီးနှက်ခါပြန်မရနိုင်တဲ့အရာတွေကို ဆုံးရှုံးလိုက်ရရင်ဘဝရဲ့ဟာခွက်တွေကလည်းပုံမူကြီးမလာတတ်ပြီးဗလာချင်းတဲ့အထီးကျန်ရတတ်တာအကြောင်းပါပဲ။